စိတ်ဖြူမျိုးနဲ့မှာမူလာရန်ပြဆာမတအူ၎င်းရဲ့ခင်မုန်းနဲ့ရဲသားတအူကို PDF များကဖက်စီခေါ်ဆောင်သွားကြောင်းပြည်ရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နနက်9:00နာရီမှာမူဝေဒဒေသကြီးစိတ်ဖြူမျိုးနယ်တရက်ကုန်ကျေးရွာနေရှောက်ပင်အင်းကျေးရွာခြေကံပညာထက်တန်းကျောင်းမှဒုတိယမူလာရန်ပြကျောင်းဆာမဖြစ်သူဒေါ်ကျူကျူထေ35နှစ်ဟာခင်မုန်းဖြစ်သူဦးစော်မင်းစိုးနဲ့တူတရက်ကုန်ကျေးရွာမှာစိတ်ဖြူမျိုးသောရှောက်ပင်အင်းကျေးရွာနေကိုရဲလင်းအောင်28နှစ်မောင်းနေတဲ့မော်တော် ော်ရင်နဲ့ထွက်ခွာလာစဉ်စိတ်ဖြူကစုံမရှောက်ပင်အင်းကျေးရွာသွားကားလမ်းမပေါ်အရောက်မှာ၎င်းဖွဲ့ကမော်တော်ယာဉ်အားတားဆီးက၎င်းတို့သုံးအားမော်တော်ယာဉ်နဲ့တူအကြမ်းဖက်ချင်းချောက်ပြီးဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရပါတယ်။ဆိုပါဖြစ်စဉ်မှာနိုင်ငံဝန်ထမ်းတအူးနဲ့ရဲသား2ဦးကိုဖမ်းဆီးတပ်သူများအားဖော်ထုတ်ဖမ်းဆီးရေးယူနိုင်ရေးနဲ့ဖမ်းဆီးခံရသူများအားပြန်လည်ကယ်တင်နိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းစဉ်များနဲ့ညီဆောင်လျက်ရှိကြောင်းသိရပါတယ်။